ားသောအဖြစ်ရဲ့ဒီလိမ့်သုံးကောင်ဆိုလို့ရှိရင်ဒါကိုအားတိကတော့ကျွန်တော်တို့ရဲ့အဓိကဆက်လိုက်ပေါ့ဗျာဆက်ဟုတ်ကိုအားတိကိုပဲတင်ကြတယ်ဒီနေ့မှာတော့ဒါကျွန်တော်အမြင်ပေါ့နော်ဟုတ်ဘက်ကတွေးထားတဲ့အတွေ့ရဲ့ဒါခြေစွမ်းကိုလည်းကျွန်တော်ကောင်းကောင်းတွေးရတယ်အတွေ့ရတဲ့ပြီးတော့အတွေ့ပေါ့အမြင်လေးရောရှိတယ်အတွေ့ကိုမြင်ရမယ်ဆိုတော့အတွေ့ကတော့ပုံမှန်ပဲလို့တော့ကျွန်တော်တုံ့ပြန်လို့ရတယ်ဗျာအတွေ့နှစ်ခုကျွန်တော်ကစားကိုလည်းအမြဲတမ်းမြင်ပူးနေတာဟုတ်ဆိုတော့ဒီနေ့မှာ तू ကအမှန်ရင်းသိမ့်မလုပ်သွားဘူး तू အမှန်ရင်းတလုံးတလေတောင်မရှိဘူးလို့တော့မြင်ရတယ်ဗျာအဲစားပြီး ဖမ်းခြင်းမှာသူ့ရဲ့ဒီပဲဇွဲတဲကိုပေါက်သွားတဲ့အလုံးတစ်လုံးလားနှလုံးစားလားမသိဘူးလေဒီအကြီးဟိုဘက်ကနေပွားထိုးသွားတဲ့ဟာပေါ့အဲ့ဒါလေးတော့ပဲပေးလိုက်ရတယ်ကျန်တဲ့ဟာတွေတော့သူကောင်းကောင်း defend လုပ်နိုင်နေပေါ့နော် service 1 1 first ball ပေါ့ခေါ်တာပေါ့နော် first ball ကောင်းကောင်းထုတ်ပေးနိုင်တယ်အဲဟို ်အထက်ကနေပြန်တင်ပေးတဲ့အလုံးတွေကိုဆိုလို့ရှိလို့ချင်းဒီဒီချာချာရေရာနဲ့ပေါ့နော်ဆုံးသက်သွားနိုင်တယ်ပေါ့အဲအတုတ်ကဲဝိသေသာပဲဖြစ်ပါလေကြောင့်ဟုတ်ဟုတ်ဟုတ်ဟိုကွာတွေကတော့တွေ့တာပုံမှန်အတိုင်းပဲเนาะဒါဖေနီယာတင်နေပုတ်တိနဲ့တွေ့ဟုတ်ကဲ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 ့အဲ့တော့ဟိုမှာလည်းအတုတ်ကလည်းတင်ပြီးလိုက်တဲ့တချို့လုံးနည်းနည်းလေးဟောင်းသွားရင်တော့မရအောင်เนาะရအောင်လိုက်ဖြစ်သွားတယ်ဟုတ်ပါချင်းတွေလည်းလိုက်ထိသွားတယ်အဲ့ဒါကအဓိကတော့ကိုကိုဘလောက်ဘာလို့မိသွားလဲဆိုတော့ကိုကွာတွေပြောသွားတဲ့အဓိကအကြောင်းရင်းဖြစ်ပြီလीပဲเนาะကင်ဝင်တိွက်လေးကောင်းပါလားဟုတ်ကဲ့မရအောင်ဂျားရင်းမှာ training လေးလုပ်လိုက်တာကောင်းပါအဲ့ဒါအရင်လိုအရင်လိုရတယ်ဗျာဒီကစားနီးမှာဟုတ်ကဲ့ဆိုတော့ကိုဒီနေ့ပွဲကတော့ဒါဟွာတက်နဲ့ဒါအတူတူရဲ့အတွေ့ကဒါအမားယူပထမပွဲရနဲ့နော်အများကြီးမှမရှိပေနဲ့ကျွန်တော်တို့တွေတွေ့လိုက်ရတယ်ပြစင်မှုအကောင်းကောင်းနဲ့ပေါ့နောက်ပွဲမှာဆိုရင်ဟွာတက်နဲ့တွဲမဲ့ဟိုဘယ်သူဖြစ်အောင်မလဲအတူပဲလားတခြားတယောက်ကိုဖတ်တွဲအောင်မလားကိုဘယ်လိုစီစဉ်ထားလဲအဲကျွန်တော်ဖိုက်တာကိုတော့ပြန်ပြီးတော့ဟိုတွဲမဲ့ပြီလို့တော့စဉ်းစားထားတယ်ပေါ့နော် ဒီဒီတစ်ပတ်ကကျွန်တော်တို့က power battle ကဟို600တပ်ပွဲလုံးပေါ့နော် season 2ရော season 1ရောကိုကျွန်တော်တို့က power တွေ power the fighter တွေနဲ့ပေါ့နော်ဒီဘက်ကလည်း power fighter တွေဒီဘက်ကလည်း power fighter တွေနဲ့ကျွန်တော်တို့ဆော့ပြီးသွားပြီပေါ့နော်ဒီတစ်ပတ်မှာတော့ကျွန်တော်အကြမ်းမြင်လေးပေါ့အဲနည်းနည်းလေးပြိတက်ကိုအဲရိမ့်မွဲလေးပြောပြရမှာဆိုတော့ကျွန်တော်ကန်ချင်းသမားတွေနဲ့ဆော့ဖို့စဉ်းစားထားပါတယ်ဗျကန်ချင်းပြောင်းတိုင်းပြောင်းတိုင်းတွေနဲ့ချမယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့ဟုတ်ကဲ့ဝင်းဒီပွဲနေတော့ကတော့ဟိုကျမ်းပြီးတော့ဟိုလမ်းမဲ့ဟိုလမ်းမဲ့အနေထားဗျဟုတ်ကဲ့ဗျအဲဒီတစ်ဖက်ကရော ဘယ်လောက် level ဘယ်လောက်လောက်ထိနေလဲဘယ်လောက်မှတစ်ဖက်ကကျွန်တော်ထိပေးမလဲသူတို့ train လို့ရအောင်အချိန်ပိုင်းခြားဘယ်လောက်လောက်ထိပေးမလဲကျွန်တော်အခုအားလုံးပေါ့ကျွန်တော်ရှင်မှာစီးရင်တင်ထားတာဆိုလို့ရှိရင်အသင်း၅သင်းလောက်ရှိပါတယ်ဗျအသင်း၅သင်းမှာမှာဖဝါးက၃သင်းလောက်ရှိတယ်ကန်ကျင်းသမားက၂သင်းလောက်ရှိပါတယ်ဗျအဲ့တော့ကျွန်တော်အခုခုနအရေးမွေလေးပြောပြရတဲ့အထက်မှာကန်ကျင်းရွေးမယ်ဆိုတဲ့အတွက်ကြောင့်ကန်ကျင်းခုန၂သင်းနဲ့ရရှိတယ်ဗျ၂သင်းမှာတော့ကျွန်တော်တို့ဒီအပြင်အလွတ်တန်းခေါ်တာပေါ့ခြေစားတန်းကနံပါတ်ကြီးကစားသမားတယောက်ပါတဲ့အဲကန်ကျင်းသမား၁သင်းပါမယ်နောက်၁သင်းကကျတော့ကျွန်တော်လက်ရွေးစင်တွေက ကစားသမားတယောက်ပါမယ်ဗျာလေဗီစင်းနဲ့ပါသွားပြီဆိုတော့ဒါစပယ်ရှယ်ကြီးပွဲကြီးဖြစ်သွားမယ်ဗျာဟုတ်ပွဲစဉ်တင်မှာကိုကနေဒါရုံးကန်ခဲ့ရတယ်ပွဲစဉ်တင်မှာတော့ဒါတစ်ဖက်ရဲ့ဒီသူမှုချင်းဆိုလိုဒီမှာကောင်းပြီမယ်တင်းဝော်ပိုင်းနဲ့အားနေတဲ့ကြောင့်ကိုကနေပြန်ပြီးတော့အသာရသွားတယ်ပွဲစဉ်သုံးအောင်ပရိသတ်တွေရင်းနဲ့ဘလိုမျိုးဆွဲထိန်အွန်လိုင်းဆိုတဲ့ပွဲစဉ်ကိုဒါကိုကနေပြီးတော့စီစဉ်သွားမှာဖြစ်ပါတယ်ဘယ်လိုဖြစ်မလဲဆိုတော့ဒါကျွန်တော်တို့အစီအစဉ်တိုင်းပဲပရိသတ်တွေနောက်ပိုင်းလဲခံမရလိမ့်မယ်ကိုကနေတွဲပဲအတွဲကဘယ်သူလဲကြိုက်ဘက်ကဘယ်သူတွေဖြစ်မလဲတို့ရဲ့ ပွဲစဉ်သုံးပါလေပြည်သက်ရင်လည်းဆွဲခုံမှာဖြစ်တဲ့အတွက်ဒရောပေါ်မက်ဒစီပတာခရော့အဆောင်ချဖို့မမေ့ပါနဲ့တော့။နောက်လုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။